ဘဝဆိုတာတိုက်ပွဲတစ်ခုလိုပဲလဲနေရင်ပြန်ထားနိုင်အောင်ကြိုးစားရမယ်လူတိုင်းမှာကိုယ်ဒီကိုယ်ဒီဖြည့်ရှင်းရမယ့်ဘဝပုံစံတွေရှိတယ်ဘယ်လိုဖြည့်ရှင်းရမလဲဆိုတာအဓိကပဲတခါတလေမဖြစ်ချင်တာတွေဖြစ်လာတဲ့အခါကောင်းဆုံးရင်ဆိုင်ကြောဖြစ်ရမယ်ဖြစ်ချင်တာတက်ဖြစ်တဲ့နာကိုဥသာပေးရမယ်အမားတကူကိုလုံးမိတဲ့အခါဝန်ခံတတ်ရမယ်ဘဝသီအိုရီတွေကို တွက်ချက်တဲ့အခါမှားမှောင်မကြောက်နဲ့အမားဆိုတာအတွေ့အကြုံရဲ့ဆရာတစုပဲ ်ဘယ်လိုအလုပ်ကိုလုပ်ရသည် ဖြစ်စေတံမိုးထားတတ်အောင်ကြိုးစားပညာရှာတဲ့ရွယ်မှာပညာရှာကျင်ရရှာတဲ့ရွယ်မှာကျင်ရရှာပညာရှာတုံးမှာကျင်ရမရှာမိသေးနဲ့အချစ်ဆိုတာတကူလေးနဲ့ဘဝကိုတိဆောက်ဖို့ဆိုတာမလုံလောက်ဘူးနော်အသိပညာရှာဖို့အတွက်ဘယ်တော့မှမရှက်ပါနဲ့ပညာရှာ ပမာသူဖုံးသားဆိုတဲ့သကပုံရှိတယ်လေမင်းပတ်ဝန်းကျင်မှာရှိရတဲ့လူတချို့ကမင်းအောင်မြင်တာကိုတိမှတ်ပြုဖို့မေ့နေကြမယ်မင်းကြာရှုံးနေတဲ့အချိန်မှာ လက်ညှိုးထိုးဖို့စောင့်နေကြလိမ့်မယ်။လူတိုင်းကိုကိုလိုထင်ပြီးမယုံလိုက်နဲ့။မင်းနဲ့ပတ်သက်နေသူတိုင်းရဲ့လက်ထဲမှာမမြင်နိုင်တဲ့ဓာတ်တလက်ရှိနေတယ်လို့အမြဲတမ်းခံယူထား။ကို့အပေါ်တစ်ခါလောက် အမားလုံးမိတဲ့သူတိုင်းကိုအမုန်းနေနဲ့မဆက်ဆံနဲ့ခွန်လွန်နိုင်အောင်ကြိုးစားကြည့်။ငွေကြေးနဲ့ပတ်သက်လာရင်လူတိုင်းအပေါ်မှာအယုံမလွဲနဲ့။အားနာရင်ခါပါတတ်တယ်။ဖြစ်နိုင်ရင်လိမ္မာပါနတ်စွာညှင်းဆိုရရမယ်။မဖြစ်နိုင်တာတွေကိုမမျှော်လင့်နဲ့။ မဖြစ်နိုင်တာတွေကိုမျှော်လင့်မိတဲ့အခါဖြစ်နိုင်တဲ့အရာတွေကိုလက်လွတ်ဆုံးရှုံးရတတ်တယ်။ချစ်တော်ချစ်ပါဒါဝိမဲ့နှလုံးသားနဲ့ရင်ခံစားပြီးမှအုံနောက်ကပြက်ပြက်သားသားဆုံးဖြတ်တတ်ပါသည်။ပေကမ်းပါစွန့်ကျဲပါဒါဝိမဲ့တစ်စုံတစ်ခုကိုပြန်ရရမယ်ဆိုတဲ့စိတ်မျိုးနဲ့တော့ပေကမ်းစွန့်ကျဲတာမျိုးမလုပ်ပါနဲ့။လူတိုင်းကိုမချစ်နိုင်ရင်နေပါမမုန်းမိပါသေးနဲ့။စေတနာနဲ့မထိုက်တန်ရင်အဲ့ဒီလူတွေကိုဥပျက်ခါနဲ့သာဆက်ဆံလိုက်ပါ။ ကိုဟာပြောမကောင်းဘူးဆိုရင်တော့နားထောင်ကောင်းတဲ့သူတယောက်ဖြစ်အောင်ကြိုးစားပါနင်းနေပြောပြီးများများနားထောင်ပါမပေးကမ်းနိုင်ရင်တော့တတ်နိုင်သလောက်ကူညီပါလက်တစုံကယူဖို့အတွက်ဖြစ်တယ်လို့ပေးကမ်းတတ်ဖို့လည်းလိုတယ်လေကိုမသိရင်မသိတယ်လို့မနေနဲ့မသိရင်မေးအမေးရှိရင်အဖြေတခုတော့ရှိလာလိမ့်မယ်စာဖတ်ချိန်သီးသန့်ထားပါစာဖတ်ခြင်းနဲ့အုံနောက်နဲ့ဒီပညာကိုတိုးတက်လာအောင်လုပ်ပါ သူတို့ဘာလက်ညှိုးထိုးပြီးခိုင်းခံရတဲ့ဘဝကိုမလိုချင်နဲ့ကိုယ်တိုင်ကလက်မထောင်နိုင်တဲ့ဘဝကိုရောက်အောင်သာကြိုးစားကျေးဇူးတင်တဲ့သူကိုအချိန်မီကျေးဇူးတင်တကားပြောဖို့မမေ့နဲ့တောင်းပန်တဲ့သူကိုတောင်းပန်ဖို့လည်းဘယ်တော့မှဝင်မလေးနဲ့လူတချို့ကကောင်းတဲ့ခြင်းလို့ဝေဖန်လာတဲ့အခါလက်ခံနိုင်ဖို့ကြိုးစားတတ်ရမယ်အောင်မြင်တဲ့သူတယောက်ဟာပဝင်းခြင်းရဲ့ဝေဖန်မှုတွေကိုခံနိုင်ရရှိအောင်ကြိုးစားရမယ်ပြီးတော့အရာရာကိုရဲရဲဝင်းဝင်းနဲ့ 人生照片一样玫瑰。